အောင်လအန်ဆန်ရဲ့သူ့ဘဝရဲ့နောက်ဆုံးထူးပွေးကြီးအကြောင်းချားရပြီးအောင်လအန်ဆန်ကတော့လေတကယ်ကိုလီးစားဖို့ကောင်းတဲ့သူပြသူလှုပ်ချင်တဲ့အရာကိုသူကတကယ်ဖြစ်အောင်လုပ်တယ်အောင်လအန်ဆန်ကဒီကစားနီးကသူ့ဘဝကိုကြောင်းလဲစေတယ်ဒီကစားနီးကသူ့ဘဝပဲဆိုတဲ့အတိုင်းပဲအခုသူကဒီကစားနီးကိုလုံးဝလက်လွတ်မှာမဟုတ်ဘူးတဲ့ဗျအောင်လအန်ဆန်ရဲ့တကယ်ချင်းဖြစ်တဲ့မာတီငူရင်ဆိုရင်လုံးခဲ့တဲ့ကာတာပြိုင်ပွဲကြီးမှာ ရှုံးနေပြီးတကလားဖိုက်တာလောကကနေအနားယူလိုက်ပြီးဖြစ်တယ်။အောင်လအန်ဆန်ကတော့အဲ့ဒီပွဲမှာရှမီအာဒူဂန်ကို20စက္ကန့်နဲ့ရှုံးပွဲတွေ့ပြီးတကလားမှာအနားယူဖို့ဆုံးဖြတ်လိုက်ပေမဲ့သူကသူ့အနေနဲ့ဝမ်ချန်ပီယံရှစ်မှာနောက်ဆုံးထူးပွဲကြီးကိုထူးချင်ပါသေးတယ်တဲ့ဗျာ။ဆိုတော့အခုသူ့ရဲ့နောက်ဆုံးထူးပွဲကြီးအကြောင်းကြားရပြီးအောင်လအန်ဆန်ကသူကအဲ့ဒီထူးပွဲကြီးပြီးတာနဲ့သူ့အနေနဲ့ဝမ်ချန်ပီယံရှစ်မှာတိုင်လို့ရင်လုံမယ်တော့မဟုတ်အခုသူတို့ kickoff sc မှာပဲ နီးပြလုံမယ်ပေါ့ဗျာဆိုတော့ तू ပြောထားတဲ့အတိုင်းပါပဲ तू ကဒီကစားနီးကိုအရန်ချစ်တယ်ဒီကစားနီးကို तू ကသူ့ဘဝအသက်ရှင်နေတဲ့တခြားလုံမှာကစားသွားမယ်ပြီးတဲ့ခါကျတော့နီးပြနေနေရောအသက်မွေးဝမ်းချောင်ပြုလုပ်သွားမယ်ဆိုတော့စိတ်ဆုံးပြတ်ချက်ချထားတဲ့အတိုင်းပါပဲမနီးကဆိုရင်လည်းပဲကျွန်တော်တို့ KSW အဖွဲ့အစည်းမှာအောင်လန်းအန်ဆန်ကသူ့တပည့်နှစ်ယောက်ကိုတွားရောက်ကြီးကြပ်ပေးခဲ့တာပဲဖြစ်ပါလေသူလေ့ကျင့်ပေးတဲ့သူ့တပည့်နှစ်ယောက်ထဲကတစ်ယောက်ကအနိုင်ယူသွားခဲ့တာဖြစ်တယ် KSW အဖွဲ့အစည်းကိုရင်ကတကယ်ကိုမှ1 championship မှာ2 division championship ဖြစ်ခဲ့တဲ့အောင်လအန်ဆန်ကိုအရေးသူယူသူတို့ရဲ့ social media ထက်မှာဖော်ပြခဲ့ပြီးတော့ new tweet ဆိုတာပြုစုခဲ့တာပဲဖြစ်ပါတယ်နော်အခုလိုမျိုးကမ္ဘာ championship အောင်လအန်ဆန်ကသူတို့အဖွဲ့အစည်းကိုကိုရင်လာရောက်ပြီးတော့နီးပြလုပ်တယ်ဆိုတော့ပြောစရာတော့မလိုတော့ဘူးနော်အခုတော့ကျွန်တော်တို့1 championship ကနေလေသတင်းစာလေးတွေထွက်လာတယ်အဲ့ဒါကတော့အောင်လအန်ဆန်ဘွားရဲ့နောက်ဆုံးထူပွဲကြီး ဘန်ကောက်မြို့မှာပွဲတည်ပြီးမိတဲ့ဗျာချိုးတကယ်ကိုမြန်မာပြည်သက်တွေကတော့စိတ်လုံရှားနေကြပြီတကယ်လို့သာအောင်လန်းအန်ဆန်ဘွားရဲ့နောက်ဆုံးထူးပွဲကြီးကိုဘန်ကောက်မြို့မှာကျင်းပလိုက်ရင်တော့သကွင်းလုံးကမြန်မာပြည်သက်တွေနဲ့ပြည့်နှက်နေမှာတော့အသေးချာပဲဒါဝဝမ်းချန်ပီယံရှစ်ကလည်းကြိုတင်ပြီးတော့စဉ်းစားထားရတဲ့သူပါတယ်ချိုးတကယ်ကိုပွဲကြီးပွဲကောင်းဖြစ်မှာပါဇူလိုင်နဲ့ဇွန်လမှာကျွန်တော်တို့ကြည့်ရမယ်လို့သတင်းတွေထွက်ပေါ်လာနေပြီလေဖြစ်ပါ ರೀ အောင်လအန်ဆန်အကောင်းဆုံးလုပ်ပြနိုင်မယ်လို့လည်းယုံကြည်ပါရဗျာ